မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိမ်းတိုက်ပွဲသတင်းကတော့ချင်းပြည်နယ်ထန်တလန်မြို့နယ်အတွင်းဟာခါမြို့နယ်ထန်တလန်မြို့ကြားစစ်ကောင်စီတပ်ရဲ့ C3 စစ်စခန်းတောင်ကုန်းကိုချင်းတော်လိုင်းအတပ်များကတိုက်ပတ်ရရှိသွားပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်များအလုံးထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဒီဇင်ဘာလ၄ရက်နေ့ကအဲ့ဒီ စစ်ကောင်စီရဲ့စီတရီတောင်ကုန်းစခန်းကိုသိမ်းပတ်ရရှိခဲ့ခြင်းဖြစ်ပြီးတော့အဲ့ဒီစခန်းဟာစစ်ရေးအရာရေးပါတယ်လို့သိရပါတယ်။ဘျူဟာကြတဲ့တပ်စခန်းကုန်းတစ်ခုဖြစ်ပြီးတော့အဲ့ဒီစခန်းမှာစစ်ကောင်စီတပ်ရဲ့အင်အား30ဝန်းကျင်တပ်ဆွဲထားတယ်လို့သိရပါတယ်။ချင်းပြည်အစိုးရတပ်များကဝင်ရောက်လာတဲ့အချိန်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်များအလုံးထွက်ပြေးသွားတယ်လို့သိရပါတယ်။ အော်တိုတောင်ကုန်းဆိုတာရှိတယ်အဲ့ဒီစခန်းကုန်းကို C3 တောင်ကုန်းကစစ်ခွေးတွေအကုန်လုံးကသွားပေါက်နေအင်အား30လောက်ရှိတယ်အရန်ကြီးတို့တိုက်ပွဲပြင်းပြင်းထန်ထန်မဖြစ်လိုက်ပါဘူးအကုန်ထွက်ပြေးသွားကြတာလက်နက်ခဲရတဲ့ကိုလည်းတင်းစီရရှိထားပါတယ်လို့သတင်းအရေးမြစ်ကပြောဆိုထားပါတယ်နိုဗ ెంబ ာလ25ရက်နေ့ကနေဒီဇင်ဘာလ2ရက်နေ့အတွင်းမှာချင်းပြည်နယ်ဟာခါမြို့နယ်ထန်တလန်မြို့ဂျားမာရှိတဲ့စစ်ကောင်စီတပ်ရဲ့စခန်း5ခုကို ချင်းပြည်အစိုးရတပ်ဖွဲ့အများကတိမ့်ပတ်ရရှိထားပြီးတော့စစ်ကောင်စီဘက်ကတရင်မူ၃ဦးအပါအဝင်အယောက်30ကျော်တေဆုံးကလက်နက်ခဲယံ60နီးပါးကိုတိမ့်စီရရှိထားပြီးတော့စစ်တုံးဘက်19ဦးကိုလည်းဖမ်းဆီးရရှိထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်မြေကြီးနားမြို့မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့လေတပ်စခန်းကိုမနေ့ကမနက်ပိုင်းမှာ short တိုက်ဒုံးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဒီဇင်ဘာလ၄ရက်နေ့မနက်6:00နာရီဝန်းကျင်အချိန်မှာမြေကြီးနားလေတပ်စခန်းအနီးကို short တိုက်ဒုံး6လုံးထက်မနည်းပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင် short တိုက်ဒုံးများဟာလေတပ်ရဲ့ခြံစည်းရိုးနဲ့ပြေးလည်နဘေးတို့မှာကြားရောက်ပောက်ကွဲခဲ့ပြီးတော့ပျက်စီးထိခိုက်မှုကြီးကြီးမားမားတော့မရှိခဲ့ဘူးလို့တပ်သတင်းအရင်းမြစ်ကပြောပါတယ်။ KIA ရဲ့သတင်းအရင်းမြစ်ကလည်းမနေ့ကမနက်ပိုင်းကမြေကြီးနားလေတပ်စခန်းကို short တိုက်ဒုံး နဲ့ KIA ကပြစ်ခတ်တိုက်ခတ်ခဲ့ကြောင်းအတိပြုပြီးတော့အသေးစိတ်အခြေအနေကိုတော့မသိရသေးဘူးလို့ပြောပါတယ်။ဟုတ်ပါတယ်။ short tight ဒုံးနဲ့တွားပြစ်တာမှန်ပါတယ်။နတ်ပေါင်လေဒါစခန်းကိုပြစ်တာပါ။ဘာတွေထိခိုက်လဲတော့မသိရသေးဘူးလို့ KIA ရဲ့သတင်းရင်းမြစ်ကပြောပါတယ်။တပ်သတင်းရင်းမြစ်ကတော့မြေကြီးနားလေဒါစခန်းကိုမကြာခဏဆိုသလို short tight ဒုံးများနဲ့ပြစ်ခတ်ခံရတဲ့အတော့လေရင်ထားရှိမှုနဲ့လက်နက်ခဲယမ်းများထားရှိတဲ့ပုံစံများကိုပြောင်းလဲထားပြီးတော့လေရင်စီတော်လောင်မှုများကိုလည်းပုံစံပြောင်းလဲထားတယ်လို့သိရှိထားရကြောင်းပြောဆိုထားပါတယ်။ ရှော့တိုက်တုံးကအတော်ဝေးဝေးကနေပြစ်တော့လာနိုင်တဲ့လမ်းကြောင်းတွေကိုတွတ်ပြီးတော့လေရင်ခဲရတဲ့လေရင်စီတွေထားတဲ့နေရာတွေကိုအပြောင်းရွှေ့အထားအသူတွေကပြောင်းလဲထားတယ်လို့သိရတယ်လို့တပ်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။မြကြီးနားလေတပ်စခန်းကို2023ခုနှစ်စက်တင်ဘာလမှာတကြိမ်2024ခုနှစ်မတ်လမှာတကြိမ်2024ခုနှစ်ဧပြီလ19ရက်နေ့မှာ KI ဥဆောင်တဲ့တော်လိုင်းတပ်များကရှော့တိုက်ဒုံးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမော်မြို့နယ်မန်စီမြို့သိန်းတိုက်ပွဲမှာဗမော်တပ်ကတော်အပါအဝင်စစ်ကောင်စီတွေတပ်ဆွဲထားတဲ့နေရာခုနှစ်ခုထဲမနေကို KIA ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့လက်ရှိအချိန်အထိဗမော်မြို့အနီးမှာတိုက်ပွဲတွေပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကဒီဇင်ဘာလ၄ရက်နေ့မနက်၅နာရီကစတင်ပြီးတော့ KIA ဦးဆောင်တဲ့တော်လိုင်းတပ်များကဗမော်မြို့နယ်မန်စီမြို့တို့မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းများကိုစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ခလာရ၄၇ရဲ့ကာကင်းစခန်းများဖြစ်တဲ့ညောင်မေသာကင်းစခန်းဖန်သာကုန်းစခန်း ဗမော်တပ်ကတော်မှရှိတဲ့စစ်တပ်စခန်းအပါအဝင်စစ်ကောင်စီရဲ့တပ်စခန်းခုနှစ်ခုထက်မနည်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများဇက်တိုက်ပြုလုပ်နေပြီးတော့ဗမော်မြို့မကြစီရေးအတွက်အပြင်းထန်ခုခံနေတယ်လို့သိရပါတယ်ဗမော်မြို့မှာရှိတဲ့ MN27 စစ်စီရေးကုကဲမှုဌာနချုပ်မှာလည်းတိုက်ပွဲများဖြစ်ပွားလျက်ရှိတယ်လို့သိရပါတယ် တိုက်ပွဲပြင်းထန်လို့တော့နှစ်ဖက်ထိခိုက်ကြဆုံမှုတွေရှိပါတယ်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေအရန်ကိုလုံနေတာစစ်စခန်းတွေတင်းစီရရှိတာရှိပေမဲ့လေကြောင်းရော drone ရောအရန်ကိုတရိထားနေရတယ်တိုက်ပွဲတွေကဗမော်မြို့တဝိုက်မှာဖြစ်နေတာစစ်ကောင်စီရဲ့စကခ27ဘက်မှာလည်းတိုက်ပွဲတွေရှိနေတယ်လို့ KI ရဲ့သတင်းအရင်းမြစ်ကပြောဆိုထားပါတယ်စစ်ကောင်စီတပ်များကလေကြောင်းတိုက်ခိုက်မှုအပြင် drone များကိုပါအသုံးပြုနေတယ်လို့သိရပါတယ်တော်လိုင်းတပ်များကစခန်းများကြီးရွာစစ်စခန်းများကိုသိမ်းပိုက်ပြီးတဲ့နောက် ရှေ့ကိုသာစစ်ကြောင်းများဆက်လက်တိုးပြီးတော့ထိုးစစ်ဆင်နေစေဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီတပ်ရဲ့တန်ချက်ကတင်ကားတစ်စီးကိုတိမ့်ပိုက်ရရှိခဲ့တယ်လို့သတင်းတွေထွက်နေတော့လဲအတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်အလားတူပဲမန်စီမျိုးသိန်းတိုက်ပွဲမှာလည်းအကြမ်းဖက်စစ်ကောင်စီရဲ့ခမရ319ခမရ601နဲ့အမှတ်93အမြောက်တပ်ရင်း3ခုကိုလည်းကြပြိုင်တက်ထဲဝိုင်းဝန်းပြီးတော့ပိတ်ဆို့တိုက်ခိုက်လျက်ရှိပြီးတော့စစ်တပ်ကအပြင်းထန်ခုခံနေပြီးတိုက်ပွဲများဟာပြင်းထန်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမဟာအောင်မြေမြို့နယ်မှာရေးတန်းပုံနေတဲ့အလုသမားကိုကောင်းထက်ဆန်ကိုစစ်တပ်ကစစ်မှုထမ်းရန်အတွက်ပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဒီဇင်ဘာလ၄ရက်နေ့မနက်၁၀နာရီအချိန်မှာရေးတန်းပုံသမားကိုကောင်းထက်ဆန်ဟာ၎င်းရဲ့နေရပ်ဖြစ်တဲ့မဟာအောင်မြေမြို့နယ်အောင်အေးချဲရက်ကွက်36 A နဲ့ ဲ80 A လမ်းတောင်မှာရေးတန်းပို့နေတဲ့အချိန်စစ်တပ်နဲ့ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ကစစ်မှုထမ်းရန်အတွက်လှည့်ကြတယ်ဆိုပြီးတော့ဖမ်းဆီးသွားတယ်လို့သိရပါတယ်အသက်20ကျော်အရွယ်ကိုကောင်းထက်ဆန်ကိုအောင်ရေးချမ်းရက်ကွက်ရုံးကိုခေါ်ဆောင်သွားတယ်လို့သိရတဲ့အတွက်မိဘဖြစ်တဲ့ ဟာကင်ဦးကျော်နိုင်မိခင်ဒေါ်သင်းသင်းတို့ကလိုက်လံပြီးတော့ထုတ်ယူခဲ့တော်လဲထုတ်မရပဲမန္တလေးတောင်ကြီးမှာရှိတဲ့ခလာရ65တပ်ရင်းကိုပို့ဆောင်ခံလိုက်ရပြီလို့သိရပါဗါးကိုကောင်းထက်ဆန်ကရေတန့်ပို့တာရက်ွက်ထဲမှာကုံစုံဆိုင်ကနေပြီးတော့20လီတာရေတန့်မှုမှားတဲ့နေအိမ်တွေကိုလိုက်ပို့နေတော့မနက်ပိုင်းကြီးမှာကိုဖမ်းသွားတာစစ်မှုထမ်းဖို့အလဲကြတယ်ဆိုပြီးတော့ဖမ်းသွားတာဖမ်းတဲ့အချိန်ကမနက်10နာရီရေတန့်ပို့နေရင်းနဲ့အဖမ်းခံရတာပါအဲ့ဒါအောက်ရေးချက်ရက်ွက်ရုံးကိုပထမခေါ်သွားတယ်အဖေရောအမေရောဆွေမျိုးတွေရောအကုန်လုံးလိုက်ကြတာငွေနဲ့ရွေးလို့ရမယ်ဆိုရင်လည်းရွေးမယ်ပေါ့ အဲ့ဒါငွေမလိုဘူးလူပဲလိုတယ်ဆိုပြီးတော့မန္တလေးတောင်ကြီးက65တိုင်ရင်းကိုချက်ချင်းခေါ်သွားတယ်ဘလို့မှပြန်ရွေးလို့မရဘူးလို့ကိုကောင်းထက်ဆန်ရဲ့မိတ်ဆွေကပြန်လဲပြောပြခဲ့ပါတယ်ကိုကောင်းထက်ဆန်ဟာအိမ်အောင်တဲ့တူဖြစ်ပြီးတော့စစ်မှုထမ်းအတွက် ဖမ်းဆီးခေါ်ဆောင်ခံရတဲ့အချိန်မှာအသက်၃နှစ်အရွယ်ကလေးငယ်နဲ့ဇနီးတဲ့တို့ကြားရိုက်ခဲ့တယ်လို့သိရပါတယ်။ကိုကောင်းထက်ဆန်းကိုစစ်မှုထမ်းအပတ်စဉ်ရှစ်အတွက်ပေါ်တာဆွဲဖမ်းဆီးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ကိုကောင်းထက်ဆန်းနဲ့နီးတူလူငယ်၅ဦးကိုလည်းစစ်တပ်နဲ့ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ကစစ်မှုထမ်းအပတ်စဉ်ရှစ်အတွက်ဆိုပြီးတော့ပေါ်တာဆွဲဖမ်းဆီးသွားခဲ့သေးတယ်လို့သိရပါတယ်။အလားတူပဲဒီသမားလ၂ရက်နေ့ညနေပိုင်းမှာမန္တလေးတိုင်းမြေသားမြို့နယ်မှာ မှန်လုံခရီးတဲ့တင်ကဒစီကင်းလက်ကဒစီတို့နဲ့မြို့တွင်းနဲ့ကျေးရွာဘက်အချမ်းများကိုလှည့်လည်ပြီးတော့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ်။တပ်ဆိုင်ရာမိသားစုဝင်တွေကိုလည်းစစ်တပ်ကအကြောင်းကြားရမှာစစ်မှုထမ်းအပတ်စဉ်ရှစ်အတွက်တင်တန်းတက်ရမယ်ဆိုပြီးတော့အကြောင်းကြားလာတယ်လို့သိရပါတယ်။ဒီဇင်ဘာလ၂ရက်နေ့ညနေပိုင်းမှာမြစ်သားမြို့နဲ့ကျေးရွာဘက်တွေကိုမှန်လုံကဒစီနဲ့ကင်းလက်ကဒစီတို့ လမ်းဘေးမှာတွေ့တဲ့သူတွေတွာလာနေတဲ့လူငယ်တွေကိုအကုန်လုံးဆွဲတင်တယ်လူငယ်မှန်သမျှအကုန်ဆွဲတင်တာအဲ့ဒီမှာအဖမ်းခံရတဲ့လူငယ်တွေထဲမှာမကြီးကန်လမ်းတက်ကလူငယ်နှစ်ဦးအဖမ်းခံရတယ်ကားပေါ်မှာဆွဲတင်ခံရတာမှန်လုံကားပေါ်မှာတော့လူငယ်အမျိုးသား၈ဦးကားပေါ်မှာဆွဲတင်ခံလာရတယ်လို့မြေသားမျိုးကဒေသခံပြည်သူတို့ကပြောပြထားပါတယ်အဲ့ဒီနောက်မှာတော့စစ်တပ်ကဖမ်းဆီးသွားတဲ့လူငယ်များရဲ့မိသားစုများထံကို၎င်းတဲ့သားများကိုစစ်မှုထမ်းအပတ်စဉ်ရှစ်အတွက်စစ်တင်တဲ့တက်ရောက်ရန်ခေါ်ဆောင်သွားပြီဖြစ်တဲ့အတွက်စိတ်မပူကြရန်ဆက်သွယ်အကြောင်းကြားလာကြောင်းတရေရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်အောင်တာကြီးွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်တပ်ကလေရင်နဲ့ဘုံကျဲချမှုကြောင့်အသက်73နှစ်အရွယ်ကလင်းငယ်အပါအဝင်မိသားစုဝင်၃ဦးပွဲချင်းပြီးတိုက်ဆုံခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီသမလ9ရက်နေ့မနက်4:45မိနစ်အချိန်မှာနထိုးကြီးမြို့နယ်အောင်တာကြီးွာဘော်ကိုအကြမ်းဖက်စစ်ကောင်စီရဲ့တိုက်လေရင်များကဘုံများကျဲချခဲ့တယ်လို့သိရပါတယ်အဲ့ဒီဘုံကျဲချမှုကြောင့်မိသားစုတစုတည်းကအသက်73နှစ်အရွယ်ကလင်းငယ်တအူးမိခင်နဲ့ဖခင်တို့တိုက်ဆုံသွားခဲ့ရတယ်လို့သိရပါတယ် 地上路面、啊、哈，各家各户。 ဇနီးမခင်အေဂျင့်နဲ့တားဖြစ်သူမောင်အောင်ပြေရှံတို့ဖြစ်တယ်လို့သိရပါတယ်။ပေးဆုံးသွားတဲ့ကိုကျော်သူမိုးကအသက်48နှစ်ပါဇနီးဖြစ်သူမခင်အေဂျင့်ကအသက်46နှစ်ပါတားဖြစ်သူကအသက်73နှစ်မောင်အောင်ပြေရှံမှာသူတို့ရဲ့အိမ်ပေါ်ကိုလေရင်ကဘုံကျဲချတာနွား6កောင်ရှိတာမှာ9កောင်သေးပါတယ်အိမ်လဲပြက်စီးသွားပါတယ်လို့အဲ့ဒီဂျေးပါကတော်လဲထောက်ဖို့ကိုအုံးခိုင်ကပြောဆိုထားပါတယ်မနေ့ကဒီသမားလာ၄ရက်နေ့မွန်လွဲတန်တားရီကအချိန်ကလည်းနထိုးကြီးမျိုးနဲ့လုံတော်ရွာနဲ့တမန်တော်ရွာကြားမှာရှိတဲ့ဖုန်ကြီးเจ้าကိုအကြမ်းဖက်ဆက်တက်ကလေရင်နဲ့ဘုံကျဲပြက်ခတ်တိုက်ခတ်ခဲ့တဲ့အတွက်ကြောင့်เจ้าတိုင်ဖုန်ကြီးနဲ့ ကိုရင်တပားပြန်လုံတော်မူသွားပြီးတော့ပြည်သူအများထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါတယ်အလားတူပဲဒီသမလာနေ့ရက်နေ့ညနေ၄နာရီခန့်ကနထိုးကြီးမြို့နယ်နဘဲမြင့်ရွာကိုအကြမ်းဖက်ဆက်တက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ရွာအပြင်ဘက်မှာဖွင့်လှစ်ထားတဲ့ကိုရီးယားဘာသာစကားသင်တန်းကျောင်းကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွားចောင်းသားနှစ်ဦးသေဆုံးခဲ့ရတယ်လို့သိရပါတယ်။အော်တိုဝါလာ23ရက်နေ့ညနေ2:40မိနစ်အချိန်မှာနထိုးကြီးမြို့နယ်အရှိချမ်းမင်းစုံတောင်တစ်တော်ကျိုးဝိုင်းအတွင်းမှာရှိတဲ့တောင်ပေါ်ဘုံကြီးကျောင်းကိုအကြမ်းဖက်ဆက်ကောင်စီက Jet Fighter နဲ့လေးချိန်ဘုံကျဲတိုက်ခိုက်ရာအသက်80အရွယ်ကျောင်းနိုင်ဆရာတော်အပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော့ဖုန်ကြီးကျောင်းဆောင်နဲ့ဓမ္မရောဟာလဲလုံးဝကိုပြိုကျပျက်စီးသွားတယ်လို့သိရပါဗါရင်အကြမ်းမဲ့စစ်ကောင်စီကနထိုးကြီးမြို့နယ်အတွင်းမှာစီရေးပြစ်မှတ်မဟုတ်တဲ့တော်လိုင်းတပ်ဖွဲ့များအခြေချထားခြင်းမရှိတဲ့ကြေးရွာများကိုပြစ်မှတ်ထားပြီးတော့စစ်တပ်ကလေကြောင်းကနေဘုံကျဲခြင်းလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းများကိုမကြာခဏလှုပ်ဆောင်နေတဲ့အတွက်ပြည်သူများထိခိုက်ဒေဆုံးမှုများဖြစ်ပေါ်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ်အခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ